မင်္ဂလာနံနက်ခင်းပါရှင်11ရောက်တဲ့ရဲ့နိုဝင်ဘာလ9ရက်နေ့နံနက်ခင်းသတင်းဒါရိုက်ထုတ်မှုကိုစတင်ပေးပါရမယ်ဒီကနေ့နံနက်ခင်းမှာတင်ဆက်ပေးမယ့်သတင်းတွေကကရင်ပြည်နယ်ဝင်ကြီးချုပ်ဤရွေးကောက်ပွဲမဲဆွယ်ဗနိုင်းဆိုင်ဖို့အားစုပ်ဖြဲဖြက်စီးခဲ့တယ်ဟုဆိုကယောက်ျားလေး2ဦးအားဖမ်းဆီးအရေးယူထားကြောင်းသိရဆိုတဲ့သတင်းထိုင်းနိုင်ငံရှိထောင်များမှလိုရက်စစ်မြန်မာနိုင်ငံသား48ဦးကိုမြန်မာနိုင်ငံကော့တောင်မြို့သို့ပြန်လည်ထွေးပြောင်းဆိုတဲ့တဲ့ တောင်ကိုရီးယားက2026ဘတ်ဂျက်တွင် AI အတွက်3ဆနှင့် ကာကွယ်ရေးအတွက်6နှစ်အတွင်းအများဆုံး3ဆွဲမြည်ဟုသမ္မတလီဂျီမြောင်ပြောကြားဆိုတဲ့တဲ့ဂျပန်တွင်ဝက်ဝွန်တိုက်ခိုက်မှုအရေးအတွက်များလာသဖြင့်စစ်တပ်ဖြန့်ကျက်ထားဆိုတဲ့တဲ့ကမ္ဘာပေါ်လုံးလောကမှာအင်အားအကောင်ဆုံးလီအဖြစ်ပရီးမီးယားလီသတ်မှတ်ခံရပြီးလီဂျမ်ပီယံရှစ်ကအဆင့်6နေရာရပ်တည်ဆိုတဲ့တဲ့ရှားတဲ့တဲ့တွေကိုတင်ဆက်ပေးသွားမှာပါဦးဆုံးပြည်တွင်းသတင်းနေနဲ့ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဤရွေးကောက်ပွဲမဲဆွယ်ဗနိုင်းဆိုင်ပုံအားစုပ်ဖြဲဖြန့်စည်းခဲ့သည်ဟုဆိုကာယောက်ျားလေးနှစ်ဦးအားဖမ်းဆီးအရေးယူထားကြောင်းသိရဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးရဲ့ရွေးကောက်ပွဲမဲဆွယ်ဗနိုင်းဆိုင်ပုတ်ကိုဆုပ်ဖြဲဖြက်စီးခဲ့တယ်လို့ဆိုကာယောက်ျားလေးနှစ်ဦးကိုတက်ဆိုင်ရာကဖမ်းဆီးအရေးယူထားတယ်လို့သိရပါဗျ။နဝမနီရက်ကကရင်ပြည်နယ်ဖအံမြို့အမှတ်၄ရပ်ကွက်အုတ်ချုံရီမူယုံရှိလမ်းဘေးမှာစိုက်ထူထားတဲ့ ပြည်သူ့ကြံ့ခိုင်နဲ့ဖွံ့ဖြိုးရေးပါတီရဲ့ဖန်အံမျိုးနယ်မဲဆန္ဒနဲ့ပြည်နယ်လှတ်တော်ကိုယ်စားလှယ်လောင်းဖြစ်သူလက်ရှိကင်းပြည်နယ်ဝင်ကြီးချုပ်ဦးစောမြင့်ဦးရဲ့ဓာတ်ပုံနဲ့စာသားပါဗေနိုင်းဆိုင်ပုံဟာဆုပ်ဖြဲဖြက်စီခံခဲ့ရတယ်လို့သိရပါဗျ။ဖြစ်စဉ်နဲ့ပတ်သက်ပြီးစုံစမ်းစစ်ဆေးမှုတွေလှုပ်ဆောင်ခဲ့ရအမှတ်နှစ်ရက်ကနေအသက်30အရွယ်ကိုထွန်းထွန်းဝင်းဆိုသူနဲ့အသက်15နှစ်အရွယ်မောင်ဖြိုးမင်းသက်ဆိုသူတို့ကိုရဲတပ်ဖွဲ့ကဖမ်းဆီးပြီးစစ်ဆေးမှုတွေလှုပ်ဆောင်နေတယ်လို့သိရပါဗျ။၎င်းကဆက်လက်ပြီး မဲဆွေပြီးနိုင်ဆိုင်ဖို့ဖြည့်ဆည်းခံရတဲ့ဖြစ်စဉ်နဲ့ပတ်သက်လို့သက်ဆိုင်ရာက CCTV မှတ်တမ်းတွေကနေတဆင့်စုံစမ်းစစ်ဆေးကြတဲ့အခါမှာဖယံမျိုးအမှတ်နဲ့ရက်ကွာမှာနေထိုင်တဲ့ထွန်းထွန်းဝင်းနဲ့ဖြိုးမင်းတန်းတို့နှစ်ဦးကျွလွန်ခဲ့တဲ့ထောက်ထားတွေတွေ့ရလို့သူတို့နှစ်ဦးကိုဖမ်းဆီးစစ်ဆေးပြီးတော့အမှုဖွင့်အရေးယူထားတယ်လို့သိရပါတယ်လို့ပြောပါရယ်ဖြစ်စဉ်နဲ့ပတ်သက်ပြီး၎င်းတို့နှစ်ဦးကိုဖယံမျိုးမရဲစခန်းကပ125မြင်းဆောင်2025ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကိုနှောက်ရှက်ဟန်တာဖြည့်ဆည်းခြင်းမှကာကွယ်ပေးရေးဥပဒေပေါ်မှ24ကကြီးအရာ အမှုဖွင့်အရေးယူထားတယ်လို့သိရပါတယ်။ဆက်လက်ပြီးထိုင်းနိုင်ငံရှိထောင်များမှလွေရစေးမြန်မာနိုင်ငံသား48ဦးကိုမြန်မာနိုင်ငံကော်တောင်းမျိုးတို့ပြန်လည်လွှဲပြောင်းဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ထိုင်းနိုင်ငံမှာရှိတဲ့ထောင်တွေကနေလွေရစေးမြန်မာနိုင်ငံသား48ဦးကိုမြန်မာနိုင်ငံကော်တောင်းမျိုးကိုပြန်လည်လွှဲပြောင်းပေးခဲ့တယ်လို့သိရပါတယ်။ ထိုင်းတောင်ဝင်ရှိသူတွေကနိုဝင်ဘာ9ရက်နေ့မှာထိုင်းနိုင်ငံရန်နောင်းမြို့ကနေမြန်မာနိုင်ငံကော့တောင်းမြို့ကိုပြန်လည်လွှဲပြောင်းပို့ဆောင်ရာတောင်ဝင်ရှိသူတွေကလက်ခံခဲ့တယ်လို့သိရပါတယ်။မြန်မာနိုင်ငံသားတွေဟာထိုင်းနိုင်ငံကိုသွားရောက်နေထိုင်အလုပ်လုပ်ကြရကနေအကြောင်းအမျိုးမျိုးနဲ့ထိုင်းနိုင်ငံရဲ့ဒီဇယ်ဥပဒေတွေကိုကျွန်းလွန်လို့အပြစ်ဒဏ်ကြားခံရပြီးလူရဲစစ်လွမြောက်လာသူတွေဖြစ်တယ်လို့သိရပါတယ်။မြန်မာနိုင်ငံသားအမျိုးသား34ဦးအမျိုးသမီး14ဦးစုစုပေါင်း48ဦးပါဝင်ပြီးရန်နောင်းမြို့အခြေဆိုင်အလုံသမားတန်အရာရှိကရန်နောင်းလောက်ကအချုပ်ကနေ ကော်တောင်းမြို့ကိုခေါ်ဆောင်လာပြီးလွှဲပြောင်းအနှံခဲ့တယ်လို့သိရပါဗျ။ထောင်လွတ်နေရဲ့ပြန်တွေကိုခရိုင်နဲ့မြို့နယ်တောင်ဝင်းရှိသူတွေကလက်ခံကြိုးဆိုးခဲ့ပြီးနဝရက်အင်္ဂစားယုံကိုခေါ်ဆောင်ပြီး COVID-19 နဲ့တခြားကုသရောဂါတွေရှိမရှိစစ်ဆေးတာ၊သက်ဆိုင်ရာကာကွယ်ဆေးတွေထိုးနှံပေးတာ၊ကိုရင်းအချက်လက်တွေရယူတာ၊ CDM ဝန်ထမ်းတွေဖန်ရံထုတ်ခံထားရသူတွေ၊စစ်ပြေးရေးပြေးရဲဘက်ပြေးတရားခံပြီးအမြင့်မဲစီးရင်ဝင်သူတွေနဲ့နိုင်ငံသားတွေရောနှောပါဝင်လာခြင်းရှိမရှိစစ်ဆင်ခဲ့တယ်လို့သိရပါဗျ မှတ်ပုံတင်ရှိသူတွေကိုစမတ်ကတ်ပြုတ်လုပေးတာမှတ်ပုံတင်မပြုတ်လို့ရသေးသူတွေကိုမိမိတို့ဒေတာမှာပြုတ်လုနိုင်မှုစီစဉ်ပေးတာတွေပြုတ်လုပေးပြီးတဲ့နောက်ဒေတာကန်တွေကိုလာကြိုသူမိဘဆွေမျိုးတွေထံအနှံပေးပြီးဒေတာကန်မဟုတ်သူတွေကိုနေရပြန်နိုင်မှုမော်တော်ယာဉ်တွေစီစဉ်ပေးခဲ့တယ်လို့သိရပါတယ်တောင်ကိုရီးယားက2026ဘတ်ဂျက်တွင် AI အတွက်3ဆနှင့်ကာကွယ်ရေးအတွက်6နှစ်အတွင်းအများဆုံး3ဆွဲမြည်ဟုသမ္မတလီဂျေမြောင်ပြောကြားဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ တောင်ကိုရီးယားကညံရတု AI အတွက်ဘတ်ဂျက်သုံးဆတိုးသုံးမှာဖြစ်ပြီး၆နှစ်အတွင်းနိုင်ငံရဲ့ကာကွယ်ရေးအသုံးစိတ်ကိုလည်းအများဆုံးသုံးစွဲမယ်လို့နိုဝင်ဘာ၄ရက်မှာ သမရလီဂျင်မြောင်က20ပါလီမန်ကိုပြောကြားတဲ့ဘတ်ဂျက်ဆိုင်ရာမိန့်ခွန်းမှာထည့်သွင်းပြောကြားခဲ့ပါတယ်။အမေရိကန်ပြည်ထောင်စုတရုတ်တို့နဲ့အတူကမ္ဘာရဲ့ AI ထိပ်သီးအင်အားကြီးသုံးနိုင်ငံထဲမှာတောင်ကိုရီးယားပါဝင်လာစေဖို့ရည်ရွယ်ပြီးကြီးမားတဲ့အပြောင်းအလဲတွေအတွက် ဝန်ငွေ10.1 trillion အရိကန်ဒေါ်လာ9 billion သုံးစွဲမယ်လို့လီကပြောပါရယ်။ကျွန်တော်တို့က AI ခေတ်ကိုနေရာပေးဖို့ရင်းနှီးမြှုပ်နှံတာတွေကိုတိတိတသားတိုးချဲ့သွားမှာဖြစ်ပါတယ်လို့၎င်းကပြောပါရယ်။အခုသုံးဆွဲဖို့ရထားတဲ့ပမာဏဟာလက်ရှိနှစ်ရဲ့ AI နဲ့ဆက်ဆက်နေတဲ့ budget ပမာဏထက်၃ဆကျော်ပိုများတယ်လို့ဆိုပါရယ်။2026ခုနှစ်အတွက်သူရဲ့အစိုးရအဖွဲ့အသုံးစရိတ်အစီအမံတွေကိုတင်ပြရမှာသမရလီကထပ်ပါအတိုင်းပြောကြားခဲ့တာဖြစ်ပါရယ်။ ဘတ်ဂျက်တစ်ခုလုံးဟာ1928 trillion ရှိတာကြောင့်2025ဘတ်ဂျက်ထက်၈%တဆပိုများပါတယ်။ဘတ်ဂျက်အဆိုပြုချက်ကိုလွှတ်တော်ကအတည်ပြုပေးဖို့လိုအပ်နေပါတယ်။ကာဝေးအတွက်အစိုးရက2025ဘတ်ဂျက်ထက်၈%ဒိုးပြီးသုံးစွဲဖို့ရထားတာကြောင့်2026ခုနှစ်အတွက်ကာဝေးအသုံးစရိတ်ဟာ166.3 trillion ရှိမယ်လို့သမရလီဂျီမြောင်ကပြောပါတယ်။ကျွန်တော်တို့ဟာကျွန်တော်ရဲ့စစ်တပ်ကိုထိတ်တန့်စမတ်တပ်ဖွဲ့အဖြစ်လင်းလင်းမြန်မြန်အသွင်ပြောင်းဖို့ တမန်ရိုးကြလက်နက်စနစ်တွေကို AI ခေတ်အတွက်တင့်တော်တဲ့နောက်ဆုံးပေါ်စနစ်တွေအဖြစ်ပြောင်းလဲပြရပါလိမ့်မယ်လို့လီကပြောပါရယ်။2026ခုနှစ်ရဲ့ AI ဘတ်ဂျက်1.6ထရီလီယံကိုစက်မှုလုပ်ငန်းနေ့စဉ်ဘဝအစိုးရကဏ္ဍတို့မှာ AI စတင်အသုံးပြုရမှာမြှုပ်နှံသွားမှာဖြစ်ပြီး1.5ထရီလီယံကို AI အရေးချင်းရှိသူများဖွံ့ဖြိုးရေးနဲ့အခြေခံအဆောက်အအုံတိစောက်ခြင်းတွေမှာအသုံးပြုမယ်လို့လီကပြောကြားခဲ့ပါရယ်။ဂျပန်တွင် ဝမ်မော်တိုက်ခိုက်မှုအရေအတွက်များလာသဖြင့်စစ်တပ်ဖြန့်ကျက်ထားဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဂျပန်နိုင်ငံမှာဝမ်မော်တိုက်ခိုက်မှုတွေစံချိန်တင်းများပြားလာတဲ့အတွက်ဒေသဆိုင်ရာအာဏာပိုင်တွေရဲ့အကူအညီတောင်းခံမှုဖြင့်စစ်တပ်ကိုဖြန့်ကျက်ထားကဒေသခံမုန်းဆိုးတွေအတွက်လည်းမလုံးတွေတိုးပေးထားပါရယ်။ဂျပန်တိုင်းစ်ဖော်ပြချက်အရအခုနှစ်အတွင်းဝမ်မော်တိုက်ခိုက်ခံရမှုတွေကြောင့်နိုင်ငံတော်ဝန်လူ၁၂ဦးသေဆုံးပြီးတရားကြောင်ဒဏ်ရာရရှိခဲ့ပါရယ်။ အများစုကမြောက်ပိုင်းစီရင်စုတွေဖြစ်တဲ့အာဂီတာ၊အီဝါတဲနဲ့ဖူကူရှိမားတို့မှဖြစ်ပွားခဲ့တာပါ။ကျင်းလက်မျိုးတွေမှာလူနေအိမ်တွေ၊ကျောင်းတွေနဲ့ဈေးဝယ်ဧရိယာတွေအနီးမှာပဲဝက်ဝံတွေကိုတွေ့နေရပြီးယာယီလော်ဒောင်းအစီအစဉ်တွေပြုလုပ်ခဲ့ရပါတယ်။ဝဝင်ကိုက်မှုတွေထက်တလဲလဲဖြစ်ပွားလာတာကြောင့်အော်တိုဝါနှောင်းပိုင်းမှာအာဂီတာစီရင်စုအုပ်ချုပ်ရေးမှုကစစ်တပ်ကိုအကူအညီတောင်းခံခဲ့ရပါတယ်။ဝဝင်အသေးကောင်တွေတဲ့ပို့ရင်ထောင်ချောက်စင်ရင်နဲ့ ဝန်ဝန်တွေပေါ်လာလေးရှိတဲ့တက်တော်ဆောင်တွေမှာကင်းလှည့်စောင့်ကြည့်ရေးတွေကိုစစ်တပ်ကတာဝန်ယူပေးရပါတယ်။ကောက်ဝေးဝင်ကြီးဌာနအဆိုအရအနေရပေးမဲ့ဝန်ဝန်တွေကိုလိုင်စင်ရမုတ်ဆိုးတွေသာပြစ်ခတ်ခွင့်ရှိပြီးစစ်သားတွေကပြစ်ခွင့်မရှိဘူးလို့သိရပါတယ်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ကမ္ဘာဘောလုံးလောကမှာအင်အားအကောင်းဆုံးလေးအဖြစ်ပရီးမီးယားလိသတ်မှတ်ခံရပြီးလိချန်ပီယံရှစ်ကအဆင့်6နေရာရပ်တည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အချက်အလက်တွေအပေါ်အခြေပြုတွက်ချက်တဲ့ Opta ရဲ့ထုတ်ပြန်မှုအရအင်္ဂလန်ပရီးမီးယားလိဂ်ကကမ္ဘာဘောလုံးလောကမှာအင်အားအကောင်းဆုံးလိအဖြစ်သတ်မှတ်ခံရပြီးအင်္ဂလန်လိဂ်ချန်ပီယံရှစ်ကလည်းအဆင့်6နေရာရပ်တည်ခဲ့ရလို့သိရပါဗျာ။ အော်တာကကဘာတလွားကလီးပြိုင်ပွဲအားလုံးကိုအသေးစိတ်ဆန်းစစ်တွက်ချက်မှုပြုလုပ်ပြီးဒီစီရင်ကိုထုတ်ပြန်ခဲ့တာဖြစ်ပြီးလီးတစ်ခုချင်းစီမှာပါဝင်ရှင်ပြိုင်နေတဲ့အသင်းအားလုံးရဲ့စွမ်းဆောင်ရည်နှုံထားအကောင်းဆုံး၁၀င်းရဲ့စွမ်းဆောင်ရည်နှုံထားအကောင်းဆုံး၅င်းရဲ့စွမ်းဆောင်ရည်နှုံထားတွေအပေါ်နှမ်းရှင်အကဲဖြတ်တာဖြစ်တယ်လို့သိရပါဗျာ အော်တာရဲ့ဖော်ပြမှုမှာပရီးမီးယားလီကကမ္ဘာအတောင်တင်းဆုံးလိအဖြစ်ရပ်တည်ခဲ့ပြီးစပိန်လာလီဂါကဒုတိယနေရာအီတလီဆီရီအေကတတိယနေရာဂျာမနီဘွန်ဒလီဂါကစတုထနေရာပြင်သစ်လီဂိုကပြင်စမနေရာရပ်တည်ခဲ့တာကြောင့်ဥရောပထိပ်သီးလိ၅ခုကပဲကမ္ဘာဘောလုံးလောကကိုစိုးမိုးထားပါတယ်အင်္ဂလာဘောလုံးလောကရဲ့ဒုတိယဒန်းစာပြိုင်ပွဲဖြစ်တဲ့လီချန်ပီယံရှစ်ကအဆင့်၆နေရာမှာရပ်တည်နိုင်ခဲ့တာကတော့အင်္ဂလန်ရဲ့ဘောလုံးအင်အားက ပြိုင်ဘက်တွေနဲ့ကွာဟချက်ကြီးမားနေပြီဆိုတာပြသရာရောက်ခဲ့ပါတယ်။ထိဆုံးလိ10ခုအဆင့်ရမှာပါဝင်နေတဲ့တခြားလိတွေကတော့အဆင့်9မှာ Belgian Pro League အဆင့်10မှာ Brazil Serie A အဆင့်9မှာ Portuguese Premier League ကအဆင့်10မှာ American Major League တို့ဖြစ်ပါတယ်။လဲပဲရုတ်တဲ့နိုဝင်ဘာလ9ရက်နေ့နနက်ခင်းသတင်းတွေကိုတိုက်ထုတ်လွှင့်ပေးခဲ့တာပါကြည့်ရှုနားဆင်ပေးကြတဲ့ပရိသတ်များအားလုံးကျေးဇူးအထူးပဲတင်ရှိပါတယ်မင်္ဂလာရှိတဲ့နနက်ခင်းလေးဖြစ်ကြပါသေးရှင်